ဇကာရီယာဇဝင်ကန်တစ်ခုကြောင့်ဂျပန်နိုင်ငံအချီအောင်မြင်ရပြီဖြစ်တဲ့ဘေလူဝပြည်သူများအားလုံးပဲမင်္ဂလာပါရှင် မြန်မာဆယ်လီ insider page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဘေလူဝါကအနုပညာအလုပ်တွေရနာထားတာကြာပြီဖြစ်ပါတယ်။ဂျမ်းမာရေမကောင်းတာကြောင့်အနုပညာအလုပ်တွေရနာထားပေမဲ့အရေးအချင်းကမနေတဲ့အတွက်ဂျပန်နိုင်ငံအထီကိုပေါရောက်အောင်မြင်နေရပဲဖြစ်ပါတယ်။ဘေလူဝါကိုဂျပန်နိုင်ငံအထီပေါရောက်အောင်မြင်သွားစီရာကတော့ဇဝင်ကန်လေးတစ်ခုဖြစ်ပါတယ်။ခန်းစီသူခိုင်သိန်းကြီးတို့ပါဝင်တရုတ်ဆောင်ထားတဲ့အစကားတကားတွေကဇဝင်ကန်ဖြစ်ပါတယ်။လပိဆိုင်မှာလပိဝင်တောင်းရင်နဲ့ မူးသွားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ဘေလူဝါကလဖိရီဆိုင်မှာလဖိရီဝင်သောရင်းနဲ့ရှင်ရွေးအိုးလေးချခိုင်းတာပါ။ဒါကိုအရက်ထည့်ထားတဲ့ရှင်ရွေးအိုးနဲ့မာချမိယာကနေမူးသွားတာဖြစ်ပါတယ်။ရှင်ရွေးချင်းတောက်ပြီးတော့မူးစင်တိုင်းမူးသွားတဲ့အတွက်ဘေလူဝါထပြီးတော့တောင်းချမ်းတော့တာပါ။ဘေလူဝါတယောက်တောင်းချမ်းနေတဲ့ပုံစံကရည်ချင်စရာကောင်းနေကြတာပါ။ဒါကြောင့်မို့မြန်မာနိုင်ငံလူတွေက ဒီ mini လေးကိုလုတ်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီဗီဒီယိုကိုဂျပန်သတင်းတပုတ်နဲ့နောက်ခံထားလိုက်တဲ့အချိန်မှာအရန်ကိုလိုက်သွားခဲ့တာဖြစ်ပါတယ်။ Frederick ဆိုတဲ့ဂျပန်သတင်းကဗီလူဝါရဲ့ဗီဒီယိုနဲ့အရန်ကိုလိုက်ဖက်သွားတာဖြစ်ပါတယ်။သတင်းစာသားက ဖေလူဝါရဲ့ဗီဒီယိုနဲ့ကွက်တီကြတာကြောင့်လူအများသဘောကျနေရဖြစ်ပါတယ်။အခုဆိုရင်အဲ့ဒီသတင်းနာမည်ကိုရှာလိုက်တာနဲ့ဖေလူဝါရဲ့ဗီဒီယိုတွေကတောင်းလျှောက်ကိုတက်နေတာပါ။မြန်မာနိုင်ငံမှာဒီမကပဲနိုင်ငံသားပြည်သက်တွေအထိပါအားပေးခြင်းခံနေရတာဖြစ်ပါတယ်။ ဂျပန်ကဗီဒီယိုတွေအောက်မှာလဲဘယ်လူဝါရဲ့ပုံလေးနဲ့ comment မှတ်နေကြတာဖြစ်ပါတယ်။ဘယ်လူဝါကတော့အသက်ကြီးမှတကြောပြန်အောင်မြင်လို့နေပြီးတော့အားရစရာဖြစ်နေတာဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီဗီဒီယိုတပုတ်သေးတယ်မဟုတ်ပဲတခြားဗီဒီယိုတွေကလည်းပေါက်နေတာပါ။ဘယ်လူဝါကဟာသဇကားတွေအများကြီးရိုက်ခဲ့တာဖြစ်ပါတယ်။သူရိုက်ခဲ့တဲ့ဇကားတွေတွေကဗီဒီယိုပိုင်းစာတွေကဂျပန်သတင်းတွေနဲ့သွားလိုက်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့တပုတ်ပြီးတပုတ်သုံးနေကြတာဖြစ်ပါတယ်။ ဘေလူဝါကအနုပညာအလုပ်တွေကိုပြန်မလုပ်တာကြပြီဖြစ်ပါတယ်။အောင်မြင်တဲ့အချိန်မှာဂျမားရေးကြောင်းအနုပညာအလုပ်တွေကိုရုတ်တရက်နားလိုက်ရတာဖြစ်ပါတယ်။အခုလက်ရှိအချိန်မှာလည်းလေဖြတ်ထားတာဖြစ်ပြီးတော့အိရတဲ့လဲလို့နေတာဖြစ်ပါတယ်။နဂိုရီယာခန္ဓာကိုယ်သေးသူဖြစ်တာမို့ဂျမားရေးမကောင်းတဲ့အချိန်မှာခန္ဓာရင်အားကပိုပြီးတော့နည်းသွားတာဖြစ်ပါတယ်။ ဘယ်လိုအနေနဲ့အခုလိုအောင်မြင်နေရဆိုတာသိပါမလားလို့လည်းတချို့ကစိုးရိမ်နေကြတာပါဘယ်လိုကမြမရုပ်ရှင်လောကမှာအောင်မြင်တဲ့ဟာသာအနုပညာရှင်တယောက်ဖြစ်ခဲ့တာပါသူလုံလိုက်တဲ့အပြုံမူတိုင်းကကိုရည်ကျင်စရာဖြစ်ပြီးတော့ပေါက်နေတာဖြစ်ပါတယ်။အသေးကွဲလို့ငိုရင်တောင်ပရိသတ်တရားရည်စရာဖြစ်နေတာပါ။ဘေလူဝါကခန္ဓာကိုယ်နဲ့မျက်နှာပုံစံကိုသူ့ရဲ့ဟာသညာနဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာကွက်တီကိုဖြစ်သွားတာလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လဲဘေလူဝရဲ့လူအနုပညာလောကမှာရှမ်းရှမ်းတောက်ဖြစ်လာခဲ့တာပါဘေလူဝကအခုလိုထူးထူးနဲ့အရေးချင်းနေကြောင်းအကယ်ဒမီတစုလည်းရရှိထားပါတယ်အကယ်ဒမီတစုမှာကအရှာသင့်ပေမဲ့လည်းအကယ်ဒမီဘုတ်ဖွဲ့ကမပေးခဲ့တာကြောင့်မရရှိခဲ့တာဖြစ်ပါတယ်အကယ်ဒမီတစုတည်းရပေမဲ့ဘေလူဝကပရိသတ်ရင်းထဲမှာအရေးချင်းရှိတဲ့အနုပညာရှင်အဖြစ်အမြဲတမ်းအမတ်ရနေတာဖြစ်ပါတယ်သူတရုတ်ဆောင်ထားတဲ့အရုပ်ရှင်တွေဆိုရင်လည်းပြန်ပြီးတော့အမတ်ရကြပြီးအခုလိုဗီဒီယိုလေးတွေပြန်တင်ပေးနေကြတာဖြစ်ပါတယ် ်ဘေလူဝါကအနုပညာအလုပ်တွေကိုပြန်လုံးလုပ်ဝင်ဖို့တော့အခြေအနေမရှိသေးဘူး။ဂျမ်းမာရေးကတော်တော်လေးကိုဆိုးရွားသွားတဲ့အတွက်ဂျမ်းမာအောင်တေချာလေးချင်းနေရတာဖြစ်ပါတယ်။မီဒီယာရှေ့လည်းမထွက်တာမို့ပရိသတ်တွေကတော့ဘေလူဝါကို လွမ်းနေကြပါပြီ။ဂျပန်နိုင်ငံအထူးနာမည်ကြီးနေတဲ့ဘယ်လူဝါရဲ့ဇဝင်ကန်အပေါ်ဘလိုမြင်လဲပရိသတ်တို့ရဲ့အမြင်လေး comment လေးထဲမှာရေးခဲ့ပေးကြပါအောင်ရှင်။